အနလောဘကိုဖယ်ရှားပြစ်ချင်လို့ရှိရင်အတုပကမ္မထံပွားပေးရအတုပဆိုတာမစင်မကြဲမတင့်မတဲရွန်စပွဲကို တွေးတော့ပေးရဒါကိုဆိုလို့ရနော်အပေါ်ရန်လေးကြည့်ရင်လူတွေကတဏ္ဍာကစိတ်ပေါ်လာလို့ရှိရင် အပေါ်ရန်ကြည့်ရင်လှတယ်လို့ထင်အဲ့ဒါလို့လှတယ်လို့ထင်လို့လောဘဖြစ်လာလို့ရှိရင် အတွင်းသားကိုကြည့် ခန္ဓာကိုယ်ကြီးရဲ့တဘာဝမစင်ကြဲတာတွေကိုကြည့်တုတ်တန်တစ်ခုမှဟောထားတယ်ခန္ဓာကိုယ်ကြီးအတွင်းပြင်းများလဲထားလိုက်မယ်ဆိုရင်ဒုတ်နဲ့ကြီးတွေမောင်းနေရမှာတဲ့အပေါ်ရန်အရေပါလေးဖုံးထားလို့ဟုတ်တယ်လို့ထင်နေတယ်အဲ့ဒီအရေပါလေးပေါ်မှာတော့လှတဲ့ဟိုကလေးတွေနဲ့ဆင်ထားသေးတဲ့အတွက်ကြောင့်မျက်စိလဲနေကြတာဟုတ်ကဲ့လားမျက်စိလဲနေဟုတ်တယ်ဗောမနေ့အိပ်ရထားတာနဲ့တပြိုင်နက် ခန္ဓာကိုယ်ရဲ့အညစ်အကြေးတုတ်တင်ရတာနံပါတ်၁ပဲလေမွေးကြိုင်နေလို့ရှိရင်စုထားကြမှာပေါ့မမွေးကြိုင်လို့စွန့်ပြစ်နေကြရတာပဲခန္ဓာကိုယ်ရဲ့ထွက်တာတင့်တယ်တာတို့မွေးကြိုင်တာတို့တခုမှမရှိဘူးအကုန်ပြစ်နေရတာအဲ့တော့အဲ့ဓာတွေကိုစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်လောဘဆိုတာဖြစ်လာစရာရာဂဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးတဲ့ဒါကြောင့်မို့ တဏ္ဍာကကို အားနည်းတော့အောင်သို့မဟုတ်တဏ္ဍာကတွေဖယ်ရှားပြစ်ဖို့အတွက်အတုပအားထုတ်ပါလို့ပြောတာဒါပြောမတင့်တယ်တဲ့သဘောတွေကိုဆင်ញင်ပေးပါဆင်ញင်တာဓမ္မ practice ပဲသွားပြီးတော့တင်မြင်ကြီးခွေပြီးတော့လက်ကြီးချက်ထိုင်နေမှာမဟုတ်ဘူးเนาะဘယ်လိုထိုင်ထိုင်မတင့်မတဲ့ယွန်းစွဲအခြေအနေတွေကေတာလုံးမနခတတတဆောဆံမွေးညင်းခြေသေးလေသေးသွားအေး တခုစီတခုစီတခုစီခန္ဓာကိုယ်32ခေါ်တာသာကြည့်တခုမှတိမ့်ထားစရာမရှိဘူးကိုယ်စပင်မဲ့စပင်ပေါ်နေတဲ့အခါကျတော့ဟုတ်တုတ်တုတ်ရှိတယ်နော်လှအောင်ပြင်ကြတယ်ဆေးဆိုးကြတယ်အဲ့ဒီစပင်ညီလေးတစ်စီချမင်းနဲ့သွားကြလို့ရှိရင်ယွန်ညတယ်လူများလည်းအံ့ဩစရာတော့ကောင်းတယ်ဒီစပင်မှာပဲခေါင်းပေါ်နေရင်တော့လည်းအကောင်းသားနေရာရွေ့သွားတာနဲ့တပြိုင်တည်းမလို့ကျင်ကြတော့ ကိုယ့်ရဲ့ပါဇက်ထဲမှာတတွေးတွေရှိတယ်အပြင်မထွက်သေးသမျှအကောင်းပဲမျိုးချနေကြတာအပြင်ထွက်တာနဲ့တပြိုင်နဲ့ဘာဖြစ်မလီကျွမ်းတာအဲ့ဒါလိုပဲအလုံးဟာအပြင်မထွက်သေးရင်အကောင်းပဲအပြင်ထွက်လိုက်တာနဲ့တပြိုင်နဲ့ယွန်းစဲဒါကိုဆင်ញင်တွေးတော့တာကိုအတုပလို့ပြောတာနော်အေးဗမာမှာအတုပဆိုလို့ရှိရင်တော့ဟောဖြူနရယ်သွားပြီးတော့အောင်းမေ့နေတယ် အဲ့တော့အတုပကိုဆင်ញင်စဉ်းစားခြင်းဖြင့်ခန္ဓာကိုယ်ပေါ်မှာတွေ့တာတတ်မဲ့တတ်တဲ့တဏှာလောဘကိုဖယ်ရှားပြစ်နိုင်ပါတယ်